ဇလန်းဆောင်မှာတော့ဒင်းမြက်ဆန်ဟာတဲအိမ်တစ်ခုထဲမှာဒိတ်ခဲ့တူးဖွဲ့လုပ်ငန်းကြီးကိုလိုက်ပြီးစုံစမ်းနေပါတယ်။ဖျောက်သားစကားတပိုးနဲ့လှုပ်လှုပ်နေတော့ဒင်းဟာအရက်တပ်ဖို့အတွက်ဗိုလ်ပြီးရဲ့အရက်ပလီယံဖွင့်လိုက်တဲ့အချိန်မှာရုတ်တရက်ဆိုသူလိုမြည်ရီဟာမိတ်တုံမိတ်တုံဖြစ်လာအောင်ဖျောက်သားတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတနက်တရုတ်ကန်ကအစစ်စစ်ပြင်ထားလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်ဆိုသူလိုဗိုလ်ပြီးရဲ့ပေါ်လာအောင်ဖျောက်သားလက်ဖြန့်သွားကြပါတယ်။ဗိုလ်ပြီးဟာငါမင်းတို့ကိုပြောပြချင်လို့ဆိုကဖျောက်စလုံးတော်ထောက်ခိုင်းလိုက်ပြီးဆန်ရက်လက်မှာနံမတစ်ခုကိုရှင်းပြလိုက်ပါတယ်။ တကယ်လေအဲ့ဒါမြေခွက်နဲ့ကြီးမလားလို့မင်းနေရဘော်ဘီကတော့ဟုတ်တယ်ဒါပေမဲ့အခုတော့အဲ့ဒါကုသရေးစင်တာကြီးကိုစောင့်နေကြပြီလို့ပြောလိုက်ပါတယ်ဘော်ဘီကငါဒိတ်ကတနက်ဆက်မမိခင်ဟာဒိတ်ကအကြံစီတဲ့အကုန်လုံးကိုဖောက်ထုတ်မိပြီးအဲ့ဒါတော့ဒိတ်ကလူဒီကိုခေါ်ပြီးကင်ဆာရီအေကိုက်တိုင်းနဲ့အခြားယောဂါတွေကိုကုပေးမယ်ဆိုကလက်ဗီယာတန်တွေအတွက်လူသားဘူဖေးကြီးလုပ်ပေးတော့မှာလို့ပြောနေပြီးလူဒီကိုကုပေးဖို့အတွက်ယောဂါရှာဖို့အတွက်လည်းဘာကဆိုင်တစ်ခုကိုဖွင့်ထားတယ်လို့ပြောလိုက်ပါတယ်တဲရတော့အော်ကျွန်တော်သိတယ်ဟိုဘေကာဆိုင်ဆိုတဲ့ဆိုင်မလားလို့မင်းနေရဘော်ဘီကလည်းဟုတ်တယ်အခုအဲ့လိုမျိုးဆိုင်တွေကိုမရင်မတက်နိုင်အောင်လို့ဒိတ်ခါဖွင့်ထားပြီးပြီလို့ပြောလိုက်ပါတယ် အဲ့ဘာကာကြီးတဲမှာတော့သူတို့ကိုဘာကာကြီးကိုအငမ်းမရထားချင်အောင်လုပ်ထားပြီးအစီတက်ကအဝါလုံအောင်လုပ်ထားကြောင်ပြောလိုက်ပါတယ်။အဲ့အချိန်မှာဆမ်စီကိုအီးမေးလ်တစ်ခုဝင်လာပြီးဖရက်စီကပဲဖြစ်ပါတယ်။အီးမေးလ်ထဲမှာတော့ဒေးမက်ဆန်ကိုဒီစာဖတ်နေတဲ့အချိန်မှာဖရက်ကတင်ရင်တင်မတင်လို့ရှိရင်အသက်ပေးတဲ့ဆန်နေရာကြောင်ပြောနေပြီးလက်ရှိမှာသူ့ရဲ့ Dwight ဟက်ခန်နေရာကြောင်ပြောနေကာ Dwight ထဲမှာတော့ဒေးနဲ့ဆန်ရဲ့နာမည်အတုရိယာစာသူ့ရဲ့အိမ်ကြီးကားကြီးကြောင်မှာပါလာဖြစ်လို့အရေးကြီးကြောင်ပြောပါတယ်။ပြီးရနဲ့လက်ရှိမှာသူ့ရဲ့ drive fee နေတဲ့နေရာကိုပို့ပေးလိုက်ပြီးဆန်လဲရှာကြည့်လိုက်တော့နေရာဒက်ထွေပင်မထားနိုင်ဖြစ်နေလို့ government ကြီးသွားရပါတယ် လွန်ခဲ့တဲ့9နာရီတုန်းကချာလီဆိုတဲ့ကောင်မလေးတယောက်ကတချို့နှောက်ထောင်းရင်းနဲ့ကောက်ခုံလေးကရုံးရောက်လာပါတယ်ရုံးရောက်တော့သူလုံးနေကြအတိုင်းအခြား website တခုကိုဟန့်နေပါတယ်အဲ့ဒီအချိန်မှာမန်နေဂျာလက်ခေါ်လိုက်လို့အခန်းထဲကိုဝင်သွားပြီးချာလီလည်းသူ့နောက်ကိုတိုက်သွားတော့အခန်းထဲမှာဒိမ်ကရှိနေပါတယ်ဒိမ်ကတော့ချာလီလိုအုံတော်မျိုးက copy ball လို့မရဘူးဆိုတာချီးမွမ်းနေရင် fresh drive ကိုပေးလိုက်ဟာနှစ်ရက်အတွင်းထောင်ဟပ်ပေးဖို့တက်မှလိုက်ပါတယ်ချာလီလည်းဒက်ကသူ့ကိုနာမည်တက်လိုက်ပြီး project ကိုပေးရလုပ်ငန်းကိုစပို့လိုက်ပြီးသူလည်းအသက်သက်ဟန်နေပြီမဲ့တစ်ဖက်က frag drive ဖြစ်နေတာကြောင့်အကြင်ကြာဆုံးနေရပါတယ် ဒေးဗစ်ဆန်ပန်းမှာတော့ဒရိုင်းကိုပြန်ယူဖို့အတွက်ချီကာဂိုဖီကိုသွားပြီးတော့ဝင်ယူမဲ့အကြောင်းပြောနေတာဘော်ဘီကလည်းမင်းတို့ကောင်တွေမျက်နှာတွေကိုဟိုကောင်တွေကတိနေတာမင်းတို့တွေအဲ့ဆောက်ဦးတွေကိုဝင်ခွင့်အောင်ချမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့အကြောင်းဘော်ဘီကသူ့ရဲ့အချက်ပလင်းကိုသာဒေးဗစ်ကိုရအောင်ပို့ပေးဖို့တိုက်ပြောလိုက်ပြီးကျန်တာတွေအကုန်လုံးတော့သူရှင်းပေးမယ်လို့ပြောလိုက်ပါတယ်ဆန်ကတော့ဘော်ဘီကိုတတ်တာဒိတ်ဖြစ်လို့ဒင်းနဲ့တွေ့လို့ရှိရင်ရန်ညိုးတွေကြောင့်အညစ်တစ်စီဖြစ်လာမှအောင်စိတ်ပူလာကြအောင်လုံးဝမလုပ်ခိုင်းခဲ့ပါဘူး။ Charlie ကတော့တညလုံးမိတ်ပဲစူးစမ်းနေပြီးသူ့ရဲ့တငယ်ချင်းတွေကတော့ Charlie တို့ coffee တော့ပဲပေးနေရပါသေးတယ်။ ဒီလိုနဲ့ချလီလေခဏအလောက်ယူပြီးတော့အပီလုပ်ငန်းဆက်မယ်ဆိုပြီးကွန်ပျူတာကိုကြည့်လိုက်တော့ထူးဆန်းသွားတယ်သူဟတ်ထားတာအောင်မီနေကြောင့်တွေ့လိုက်ရပါတယ်ဒီလိုနဲ့ချလီလေအပျော်ကြီးပျော်ပြီးဖိုင်နယ်တဲကိုဝင်ကြည့်လိုက်ပါတယ်ဖိုင်တစ်ခုကိုဖွင့်ကြည့်လိုက်တော့အထဲမှာဒစ်ကရိုမန်အကြောင်းကြားလာပြီးလေဗီယာတန်နေရာဘာလဲဆိုတာအဆလို့သူတို့ရဲ့ပုံနေသူတို့ရဲ့ project တွေထိပေါ်လာအကြောင်းချလီလေလိုက်ဖက်ကြည့်လိုက်ပါတယ်ပြီးရနေသူတို့ငယ်ချင်းတယောက်စီကိုသွားပြီးကော်ဖီတော်ရင်းနဲ့သူတညာလုံးမိတ်ပဲနဲ့ဖွင့်လာခဲ့ရတဲ့ဖိုင်နေရာစစ်စစ်ဖြစ်နေတဲ့အကျူးတယောက်က drive တွေဖြစ်နေရဆိုပြီးစိတ်ပြတ်သွားလဲလာညီးတာနေပါတယ် ဒီလိုနဲ့အချလီလေး Fraga Drive ကိုအောင်မြင်စွာဖွင့်ပြီးကြောင်းသူရဲ့ manager ဖိကိုပြောပြဖို့တက်ထွက်လာခဲ့လိုက်ပါတယ်။ကားပါကင်တစ်ခုမှာတော့အင်ဂျင်မိုးလုံနေတဲ့ဖိနာကိုဒိတ်ငယ်တခြားလူတွေရောက်လာကာ Fraga Drive ကသူ့အတွက်အလိုအရေးကြီးတာဖြစ်လို့အဓိကထောင်ကြီးဖို့လိုအပ်ကြောင်းပြောနေကာဖိကနေရာကိုလမ်းပြတန်တကောင်နဲ့အစားထုတ်လိုက်ပြီးချာလီကိုထောင်ကြီးဖို့တက်လို့ပါတော့တယ်။အဲ့ဒီဖြစ်ပျက်ဒီကိုဖိကိုရှာဖို့ရောက်လာတယ်။ချာလီရိုက်မြင်သွားပြီးအလိုမင်းလက်ဖြတ်သွားခါအိမ်ကိုတန်းပြေးပါတော့တယ်။အိမ်ကိုရောက်တာနဲ့ဖိကဖုန်းဆက်ပေးမယ်။နေမကောင်းလို့ပါလို့ပြောနေပြီးတကားကိုပြေးပိတ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာဒင်းရပေါ်လာခဲ့ပြီချာလီကိုငါမင်းကိုစကားပြောဖို့လိုပဲလို့ပြောပေးမယ်ချာလီကတော့လာဗီယာတန်ကြီးဆိုပြီးတောက်တဲ့နေရာအကြောင်းဒင်းကလည်းငါတို့ကလာဗီယာတန်မဟုတ်ပါဘူးဆိုတာဘိုရက်အရင်နဲ့ဆက်သက်ကြလိုက်ပါတယ်ဒီလိုနဲ့ဒင်းတို့လည်းသူတို့ဟာတရေတွေမကောင်းဆိုးဝိုင်းနဲ့ဒိတ်ကလိုမျိုးလူတွေကိုတိုက်တက်နေတယ်မုံဆိုးတွေပါလို့မိတ်ဆက်ပေးနေရင်ချာလီကိုလည်း frag drive ကိုဟပ်ဖို့အတွက်အချိန်ပြတ်ယူခဲ့ရတယ်လို့မင်းကချာလီကတော့တုံ့ယီနဲ့တရက်ပါပဲဆိုလို့ဆန်လောင်အံ့ဩနေရပါတယ် ချာလီရတော့ဒင်းတို့ဟာ drive ကိုချီရခံမိလာတယ်ဆိုပြီးကုမ္ပဏီကိုမရောက်ဘဲနဲ့သူ့စီကိုဘာလို့ရလာလဲလို့မင်းနေကဆန်ဟာသူ့ရဲ့ computer ကိုထုတ်ပြလိုက်ပြီး fry ရဲ့ webcam ကိုဟက်ကာသူ့ computer ကိုဟက်တဲ့သူရဲ့မျက်နှာကိုကြည့်နေရလို့ပြောလိုက်ပါတယ်။အဲအကြောင်းချာလီရလည်းသူချာတွေထားတဲ့အရာတွေကအမှန်လေလားလို့မေးလိုက်ရာဒင်းကလည်းဟုတ်တယ်လို့ပြောလိုက်တာအကြောင်းချာလီရလည်းတော့ပါပြီကွာငါရဲ့တာယာတဲ့ဘဝလေးတော့မုန်တိုင်းဝင်လာပြီဆိုတာသိမြင်နေပါတယ်။ ဆန်ကတော့မေးစင်မပြီလို့ရှိရင်ငေါင်းနဲ့ဘူးပေါင်းနဲ့ရပါတယ်လို့ပြောနေပြီမယ်။ချာလီကတော့ငါယူနေရမှာမဟုတ်တာ။အခုဆိုရင်ငါက drag ကိုဟတ်တာပြီးလို့ရှိရင် defense ကိုလွတ်ပစ်မယ်လို့ထင်နေတာလို့မေးနေရ။ဒင်းကလည်းဟုတ်တာပေါ့။ဒင်းဆိုရဲကောင်ရဲ့သတိထားတာကိုခံလိုက်ရပြီဆိုရင်တော့မင်းဟာတတ်တက်ယုံသွားဖို့တာတစ်စရက်နဲ့တို့ပဲဆိုပြီး motivate ပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲတင်းအမြင့်ကြီးရှင်ရွှေတီးဆိုကချာလီလည်းဒင်းတို့နဲ့ပူပေါက်တဲ့ဆုံးဖြတ်လိုက်ပြီးဘာလို့ရမလဲလို့မေးလိုက်ပါတယ်။ဒင်းကတော့ဒိတ်ကအီးမေးလ်ကိုဟတ်လိုက်ပြီးသူဘာလို့နေလဲဆိုတာကိုသုံးသပ်ခလိုက်ကချာလီကလည်းဒိတ်ကသူတို့ကွန်ပဏီရဲ့ဆာဗာနဲ့မချိတ်ဆက်တာတော့ဒိတ်ကကွန်ပျူတာနဲ့တစ်စီးရင်ဒိုင်းရမှချမယ်လို့ပြောလိုက်ပါတယ်။ ဆန်ကလည်းအဲ့ဒါဆိုရင်အခြားဘာလို့ရနိုင်မလဲလို့မေးနေရာချာလီယာတို့ဌာနရဲ့လုံခြုံရေးကိုတော့ဟတ်လို့ရတယ်ဆိုပြီးစောင့်ကြည့်ရေးကင်မရာတွေအကုန်လုံးကိုဒရိုင်ရှင်ပောက်လို့ရကြအောင်ပြောနေရာကြောင်းဒီလိုလေအဲ့ဒါဆိုရင်ဌာနတွေကိုဖော်ဝင်ကဒီကအီးမေးလ်ကိုဆက်ဖို့အတွက်ဆက်စည်ရင်လောက်ကြပါတော့တယ်သူတို့သုံးကောင်သာစူးစမ်းမတ်တပ်လုပ်နေကြတာကိုအခမ်းအနဲတနေရာမှာဘော်ဘီယာတခုခုဒေါသထွက်ရန်နဲ့ဆောင်ကြည့်နေပါတယ်။ဒီလိုနဲ့ဒင်းလို့လေအစီအစဉ်ဆွဲပြီးရတယ်ထားတာတွေကိုဖောက်ဝင်မှုတွေလောက်ကြပါတယ်။ချာလီကတော့ကုမ္ပဏီဝင်ဝမှာရောင်းနေလေလုပ်နေပြီးတချင်းစုကသက်ညင်အောင်စူးစမ်းနေပြီးဆန်အားတော့ဆောင်ကြည့်ကင်မရာနဲ့တစ်စင်းချာလီကိုဆောင်ကြည့်နေရတဲ့အချိန်ဒင်းဟာတခုခုသတိထားမိသွားပါတယ်။ ဒါကြောင့်ဆန်ဟောအနီးကကြည့်ခဲ့တဲ့အချိန်မှာတော့ချက်လီရဲ့လွေထဲမှာဘော်ဘီရဲ့အချက်ပလင်းကိုတွေ့လိုက်တာကြောင့်ဘော်ဘီတရားကိုခိုးလိုက်တာမို့လို့နေတာကိုသတိထားမိသွားကြပါတယ်။ဒါကြောင့်ဒင်းလည်းချက်လီစီကိုဖုန်းဆက်လိုက်ပြီးစိတ်ညစ်မနေလို့ရှိရင်လွေအရှိမှရှိတဲ့အရက်ကိုတပ်ဖို့တိုက်ပြောလိုက်တာတလက်စားတယ်အဲ့ပလင်းဟာသူ့လိုတဲ့ဘူပါရဲ့ယန္တနာဖြစ်တာကြောင့်ပြုတ်စီနေလို့မှားလိုက်ပါတယ်။ဒီလိုနဲ့ချက်လီကိုအပေးနေချက်လီလည်းကုမ္ပဏီတွေကိုအတင်းမီဝင်လာခဲ့ပါတယ်။ဒီလိုမျိုးအစစ်အစစ်စ조사ပြီးကြော်ဖြတ်ခဲ့ပြီးမြေနောက်ဆုံးအထပ်မှာတော့လုံချွေးတယောက်ရှိနေတာကြောင့်အကြိုက်ရိုက်သွားခဲ့ပါတယ်။ ဒါမဲ့ဒင်းဟာသူ့ရဲ့မျိုးဆွေကိုတော့ခွက်လိုက်ပြီးရုံကြတဲ့ကိုမျိုးဆွေနေဆိုပြီးခြာနေပြပလိုက်ကာလုံချိုကြီးကိုမျိုးဆွေပြီးအသာလေးပဲထွက်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့ Dave ကအခန်းလေးကိုအောင်မြင်နေဝင်လာနိုင်ပြီး USB နဲ့ဆက်ပြီးဟပ်ပါတော့တယ်အထဲမှာရှိနေတာအချင်းကြတာကြောင့်လုံချိုကြီးတွေသက်သင်ကန်းကိုလိုက်လာကာခြာလေးလွှဲချနေတာကို Bobby ကတွေ့သွားကြောင့်သူ့ရဲ့အဆောင်တော့လိုက်ပြီး Dave ကညုံကန်းတစ်ခါတော့ချာပြစ်လိုက်ပါတယ်ချာလီဘက်မှာလည်းဟတ်လူပြီးပေါ်ပါအချင်းလို့သေးရကြောင်းအသက်သက်ရုံးကန်နေရတော့လုံချိုကြီးဟာအခန်းထဲကိုရောက်လာပါတယ်။အဲ့ဒီအချိန်မှာချာလီလည်းဒိမ်ကအင်တာနက်ထွက်လာပြီးလုံချိုကြီးကိုဖုန်းနံပါတ်ပေးရအောင်မယ်ဆိုတာအချင်းဆွဲနေပါတယ်။ ဒီလိုနဲ့ကိုယုလိုအပြီးမှာတော့ချာလီလေးကအမြန်နဲ့တက်ထွက်လာခဲ့ပြီးဒင်းတို့ကိုလည်းသူ့နေရာပြန်ရောက်ပြီးတော့မှအချက်လက်တွေကိုလွှဲပေးပြီးမှပြန်ဆက်သွယ်မယ်ဆိုတာအဆက်အသွယ်ဖြစ်သွားခဲ့ပါတယ်ကားထဲမှာတော့ဒေးမက်ဆန်လည်းစကားတွေဖောက်ပွဲပြောနေကြပြီးချာလီကိုစိတ်ပူနေကြပါတယ်။ခဏကြာတော့မှချာလီစီကနေဖုန်းဆက်လာပြီး24ရဲ့ပတ်သက်တာတွေကိုအီးမေးလ်ပို့ပေးလိုက်ကဖရက်ဒရိုက်ထဲကနေလည်းဒေးမက်ဆန်ရဲ့အကြောင်းတွေဒိတ်ကအကြောင်းတွေအကုန်လုံးကိုဖျက်လိုက်ပြီးလွှဲပေးလိုက်တော့မှဒေးမက်ဆန်လည်းတပင်းချလိုက်နိုင်ပါတယ်။ဒီလိုနဲ့ဒင်းတို့လည်းရထားတာတွေကိုကြည့်လိုက်ရင်24ရဲ့ဒီကတန့်သွားတာအကြောင်းသူတို့ဂျင်နာကိုတွေ့ပြီးဆိုပြီးဒင်းကယူယူလိုက်တာဆန်ကတော့ဒီနေ့ပဲဒစ်စီကိုပစ္စည်းတစ်ခုရောက်လာမှဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ရတော့ဒီတရားအသက်လိုချင်တဲ့အရာဖြစ်မယ်ဆိုတာပြောရင်ဘာလဲဆိုတာမသိပေမဲ့ဒီအရာကိုကြားနေဖြစ်ရဖို့တော့ကြိုးစားကြပြန်ပါလေ။လင်းရံနောက်ထပ်40မိနစ်အတွင်းမှာဆင်းမဖြစ်တာကြောင့်ချာလီကိုလေယာဉ်စင်တော့ကြောင်အောင်လုပ်နေခါသူတို့လည်းထွက်လာလိုက်ပါလေ။ချာလီဘက်မှာတော့ဖိရောက်လာတာကိုမြင်လို့နှုတ်ဆက်ရင်းနဲ့နောက်ထပ်နာရီနေငယ်တော့ဆိုရင်အစည်းကမ်းစာလာဖို့တော့ဖြစ်ကြောင်ပြောလိုက်ပါလေ။အဲ့ဒီအချိန်မှာဒစ်ရောက်လာပြီးဒရန်ကိုဟတ်တာအချိန်နေဘလို့ရှိတယ်လို့လာကြည့်နေပြီးအောင်မီနေတာကိုတွေ့တော့ဒေမက်ဆန်ရဲ့အကြောင်းကိုရှာခိုင်းလိုက်ပါလေ။ဒါကြောင့်ချာလီရဲ့ကြိုးစားပန်းသားနဲ့ရှာကြည့်ပေးပေးမယ်။အထက်မှာဘာမှမတွေ့ရအောင်။ကောင်းပြီ။ဒါဆိုရင်ငါ့ရဲ့အကြောင်းကိုရှာကြည့်ဆိုပြီးထပ်ခိုင်းလိုက်ပြန်ပါလေ။ သူကြောင့်နဲ့ပတ်သက်လို့လည်းဘာမှမထူးနေရနဲ့ဒေးဗ်ကလည်းဒါဆိုရင်ဖျက်ပြီးသားတွေကိုပြန်ကြည့်လို့ရလားဆိုပြီးရင်နေတဲ့အချိန်အနောက်မှာတော့ဘော်ဘီယာတစ်ကိုတီးကျင်နေပေမဲ့ကောင်းမလေးရှိနေရကြောင်းမတိကျဖြစ်နေတော့လက်တေရနေရပါတယ်အဲ့ဒီအချိန်မှာဒေးဗ်စီကိုသူ့ရဲ့ပစ္စည်းရောက်ပြီးဆိုတာဖုန်းဝင်လာအောင်ဒေးဗ်ကလည်းသူ့ရဲ့ယုံငယ်စီကိုလာဖို့လဲဆိုတာသူလည်းနေရာနဲ့ထွက်သွားပြီးချာလီကိုငါခဏနေကြရင်ပြန်လာခဲ့မယ်ဘယ်မှမသွားနိုင်လို့မှလိုက်ပါတယ်။ဒေးနဲ့ဆရာတော့လေစိတ်မှာအလုံးသမားရောက်ဆောင်နေပြီးခီးဆောင်အိတ်ကိုလဲကခိုးယူလာခဲ့လိုက်ပြီးအထက်မှာရှိတဲ့အရာကိုဖွင့်ကြည့်ဖို့တော့စူးစမ်းနေကြပါတယ်။ သူတို့လည်းအောင်မင်းနဲ့ဖွင့်စီနေလိုက်တော့အထဲမှာမိစားကဲတို့ယူတွေ့လိုက်ရအောင်သူတို့လည်းနေရာတစ်ခုချာပြီးတေချာဖွင့်ကြည့်ရမယ်ဆိုတာကောင်းမောက်ထလာကြပါတယ်ဒေးဗ်ကတော့သူ့ဆွေလာတဲ့ခီးဆောင်အိတ်ကိုအားရပါးရဖွင့်ကြည့်လိုက်တဲ့အချိန်မှာဘိုးရက်စီကိုဘုန်းနဲ့တို့အချိန်တာတော့တွေ့လိုက်ရပြီးပောက်ကဲမှုဖြစ်သွားကမျက်နှာတစ်ခုလုံးဆုံးပြတ်တတ်သွားပါတယ်ချာလီကတော့အပြင်ကိုထွက်ပြေးဖို့တဲ့စူးစမ်းနေပြီးဒါအောင်ရင်းမိသွားတဲ့ဒေးဗ်ကတော့အဆောက်တစ်ခုလုံးပိတ်ချပြစ်လိုက်ပါတယ်ချာလီလေအသက်သက်ပြေးနေပြီးတော့မှအပြင်ရောက်ခန်ဒီမှာတကားအဖွင့်မရဖြစ်နေတော့ဘော်ဘီယာမှန်အောင်အံ့အောင်လုပ်ပေးလိုက်ပါတယ် ဒါမဲ့ကန်ဆိုးသွားနေချာလီကိုဒိတ်ကလိုက်မိသွားပြီးစစ်တူတူနဲ့ကောင်းနေကတက်ဖို့လုံးမှာပဲဒင်းတို့ပြေးဝင်လာပါတယ်ဒင်းတို့လည်းအချိန်ဆွဲမိတော့ပဲဘိုးရဲအရင်နဲ့ဝိုင်းပတ်ကဖိတို့ထိနေလိုက်ပြီမဲ့ဒစ်ကိုတော့မထိနိုင်လို့ဒင်းတို့လည်းလန့်နေရဲ့အချိန်ဒစ်ကတော့ဒင်းတို့စီကိုလန့်ချင်းလန့်လာနေပါတယ်အဲ့အချိန်မှာဘော်ဘီကဒစ်ကိုတို့ထုတ်လိုက်ပြီးထိနေလိုက်ကဒင်းတို့လည်းအချိန်မျိုးသဘောပေါက်သွားအောင်ဒစ်ကိုဘော်ဘီနဲ့ထားခဲ့လိုက်ပြီးချာလီကိုခေါ်ကကားနဲ့ပြေးကြပါတယ်ဒင်းတို့လည်းနောက်တစ်ရက်မှာတော့ချာလီကိုဘူရလိုက်ပို့ပေးလိုက်ကြပြီးကျေးဇူးဘလောက်တကြောင်နေပြောနေရအောင်ချာလီကဟုတ်ပါပြီငါ့ကိုကျေးဇူးတင်လို့ရှိရင်နောက်ဘယ်တော့မှထပ်မတွေ့ကြအောင်လို့ပြောလိုက်ပါတယ် ဒီလိုလေချာလီတယောက်ဒေးစီယာနဲ့လုံးဝပေါ်နိုင်ပါမလားဆိုတာကိုစိုးရိမ်ကြောင်ပြောနေတဲ့အချိန်ချာလီယာမစိုးရိမ်ပါနဲ့တရင်တော့ကသူကအဲ့ဖင်နယ်ထက်ကနေလုံးဝပြီးမှုကြောင်ပြောနေတာသူကကိုယ်အောင်ဖြောက်တာတော်တော်ကြောင်ပြောနေပြီသူ့ရဲ့နာမည်ဟာချာလီဆိုတာမဟုတ်ပဲနဲ့အယောင်ဆောင်ရဲ့နာမည်ဖြစ်ကြောင်ပြောကထွက်သွားအောင်ဒီလိုလေအကြောင်းအဲ့နဲ့ကြံခဲ့ပါတယ်ဒီလိုနဲ့ဒေးမက်ဆန်လည်းဒေးကန်တပတ်လုံးနေတယ်ဘော်ဘီအကြောင်းပြောနေကြကဆန်ကအခုဆိုရင်ဘော်ဘီကအညွန့်ကြီးတစ်စီလက်ခဏာကြီးဖြစ်နေပြီတော့ဆိုကဒီချက်ပေါ်လာလို့ရှိရင်တော့ငါတို့တွေဘော်ဘီကိုကယ်လို့မရဖြစ်နေမယ်ဆိုပြီးစိတ်ပူစွာပြောလိုက်ပါတယ် ။တင်ရတော့ဆန်ကိုလက်ရှိမှာအကိဆောက်ဆင်းမပူတိုက်ပြောနေပြီးသူတို့ခိုးလာတဲ့မြေကြီးတုံးညာဘာလဲဆိုတာသိအောင်လို့အဖြေရင်ရှာရအောင်ကွာဆိုပြီးပြောလိုက်ပါတယ်။